အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အီရန်ကိုလေကြောင်းအသားစီရယူနိုင်ခဲ့တဲ့အစ္စရေးရဲ့နည်းဗျူဟာကိုတင်ဆက်ပေးခြင်းပါတယ်။နှစ်ရက်အတွင်းမှာအစ္စရေးကအီရန်ပေါ်မှာလေကြောင်းစိုးမိုးနိုင်ခဲ့ပုံဟာရန်သူပဲဖြစ်ဖြစ်မဟာမိတ်ပဲဖြစ်ဖြစ်လေးလာတဲ့နဲ့ဖြစ်ရတဲ့ခုပဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာယမင်မှာရှိတဲ့ဟူတီစစ်သေးကြတွေကိုဒေါ်လာ1ဘီလီယံကျော်သုံးစွဲခဲ့ပေမဲ့လေကြောင်းကြီးစိုးမှုကိုထူထောင်နိုင်ခြင်းမရှိပါဘူး။ဒါ့ပြင်အစ္စရေးကတော့ cost stream ကိုဒေါ်လာ1800တန်ဖိုးရှိတဲ့ ထောက်လိုက်ရချက်အဖြစ်ပြောင်းလဲခဲ့ပြီးတော့မိုင်းယာပေါင်းများစွာအကွာအဝေးကနေပြင်မှတ်တွေကိုဖော်ထုတ်ပြီး F35 နဲ့ F50 လေယာဉ်တွေကိုအချိန်နဲ့တပြေးညီအချက်လက်တွေပေးပို့နိုင်ခဲ့ပါတယ်။ဒီမဟာဗျူဟာရဲ့အဓိကရည်ရချက်ကတော့ဒုံးကျည်ပြလွတ်ဆက်တွေကိုပြင်မှတ်ထားဖျက်ဆီးပြီးတော့ရန်သူရဲ့ထိုးစစ်ဆင်နိုင်စွမ်းကိုရင်းမြစ်ကနေထိထိရောက်ရောက်ဖျက်တောက်ဖို့ပဲဖြစ်ပါတယ်။ပြလွတ်ဆက်တွေမရှိရင်အီရန်ရဲ့ဒုံးကျည်တူလောင်မှုတွေဟာအသုံးမဝင်တော့ပါဘူး။ဒါပေမဲ့အီရန်ကိုရှော့တွက်လို့မရပါဘူး။အီရန်ဟာပေတိန်ဒုံးကျည်ထောင်ပေါင်းများစွာပိုင်ဆိုင်ထားပြီးတော့ အများစုကရွေလျားနိုင်တဲ့အပြင်မြေအောက်နဲ့မြေပြင်အနေအထားနှစ်ခုလုံးကနေပြည့်လွတ်နိုင်စွမ်းရှိပါတယ်။အီရန်ဟာတလကိုပေရင်တုံးကြီး300အထိထုတ်လုပ်နိုင်တယ်လို့သိရပြီးတော့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကသူတို့ကိုတီးတီးရောက်ရောက်မချေမုန်းနိုင်ခဲ့ရင်ကြီးလေးတဲ့ချင်းချောင်မှုဖြစ်လာနိုင်ပါတယ်။အစ္စရေးရုရှားနဲ့အမေရိကန်တို့လေကြောင်းတာလွင်မှုကိုရယူရမှာဘလို့ရှင်ပြိုင်ကြတယ်လဲဆိုတာကိုကြည့်ရအောင်ပါ။အစ္စရေးဟာအီရန်ပေါ်မှာလေကြောင်းတာလွင်မှုကိုရရှိခဲ့ပေမဲ့ရုရှားကစစ်ပွဲစတင်ကြတဲ့က ယူကရိန်းကိုထိန်းချုပ်ဖို့ရုန်းကန်နေရဆဲပါပဲ။အမေရိကန်ပြည်ထောင်စုကလည်းယီမင်မှာရှိတဲ့ဟူသီတွေအပေါ်မှာလေကြောင်းစုံမိုးနိုင်ဖို့ရုန်းကန်ခဲ့ပါတယ်။ဒီကွာကြားချက်တွေကမတူညီတဲ့မဟာဗျူဟာတွေစီးရေးပတ်ဝန်းကျင်တွေရန်သူတအူးစီရဲ့ခံနိုင်ရည်ရှိမှုထောက်လန့်ရေးနဲ့ဤပညာတွေကိုစစ်စင်ရေးတွေမှာဘလောက်တောင်ကောင်းကောင်းပေါင်းဆက်ထားသလဲဆိုတာတွေကနေစဉ်သက်လာတာပဲဖြစ်ပါတယ်။အစ္စရေးဟာ၎င်းရဲ့စီးရေးဝါဒကိုအသုံးပြုပြီးတော့အီရန်အနောက်ပိုင်းကောင်းကင်ကိုသိမ်းပိုက်ခဲ့ပါတယ်။ ီဝါရကနိုင်ငံတော်ပါဆိုနေဘဝအတွက်လှည့်မြန်နဲ့ပြတ်သားတဲ့ကြိုတင်ကာကွယ်တဲ့တိုက်ခိုက်မှုတွေကိုအလေးထားပါတယ် F35 တွေနဲ့တိကျစွာပြင့်မှန်ထားတဲ့လက်နက်တွေကအီရန်ရဲ့လေကြောင်းရာကာကွယ်ရေးစနစ်တွေဒုံးကျည်ပြစ်လွတ်ဆက်တွေနဲ့ကွက်ကရေးစခန်းတွေကိုထိမှန်ခဲ့ပါတယ်ရုရှားကတော့ယူကရိန်းမှာရှိတဲ့၎င်းရဲ့နေမြေတချို့နဲ့ရှီရန်ဒေသတွေမှာလေကြောင်းတာဝန်မှုကိုပိုင်ဆိုင်ထားပေမဲ့ကျေပြန့်တဲ့တိုက်ပွဲနယ်ပယ်တစ်လျှောက်လုံးမှာလုံးဝကြီးစိုးမှုမရှိခဲ့ပါဘူး။ Russian leader VKS က လေရင်တွေကိုမူလအဖြစ်ပြန်တန်းနေတဲ့အမြောက်ဖြစ်သဘောထားတဲ့ဝါဒကိုလိုက်နာပြီးတော့လေချောင်းတာလွန်မှုကိုထူထောင်လာတဲ့မြေပြင်တပ်ဖွဲ့တွေကိုတိုက်ရိုက်ပန်းပိုးဖို့ကိုအာရုံစိုက်နေပါတယ်။စေဝင်စားစရာကောင်းတာကအမေရိကန်ကရည်မြင်မှာရှိတဲ့အီရန်နဲ့မဟာမိတ်ဖြစ်တဲ့ဟူတီစစ်သေးကြတွေအပေါ်မှာလေချောင်းတာလွန်မှုကိုရရှိဖို့ပြက်ကွက်ခဲ့ပါတယ်။အစင်းမြင့်စွမ်းဆောင်ရည်တွေရှိနေပေမဲ့ရည်မြင်ရဲ့ထူးခြားတဲ့မြေပြင်အနေအထားဟူတီတွေရဲ့အချိုးမညီတဲ့နှီးပြူဟာတွေနဲ့ကန့်တတ်တဲ့မဟာဗျူဟာမောက်ရည်ရွယ်ချက်တွေက အမေရိကန်ရဲ့လေပိုင်တပ်ကိုအပြည့်အဝထိန်းချုပ်နိုင်ဖို့ဟန်တားစီပါတယ်။အမေရိကန်က၎င်းရဲ့စီးရီးအရပထမလာမှာလက်နက်ခဲယမ်းတွေအတွက်ဒေါ်လာ1ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။အမေရိကန်နဲ့ဟူတီတို့ကြားကစီးရီးအစီအစဉ်တွေနဲ့မဟာမိတ်ဗျူဟာတွေကအလွန်ကိုကြွားချပါတယ်။အမေရိကန်ကတပုံအဖွဲ့တွေကိုအစွမ်းထက်တဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်ဖို့လေကြောင်းတာလွန်မှုနဲ့ရေတပ်အင်အားကိုအားကိုးနေတဲ့အချိန်မှာဟူတီတွေကတော့မတူညီတဲ့ချင်းကပ်မှုတွေကိုလှုံ့ဆော်ခဲ့ပါတယ်။သူတို့ရဲ့မဟာဗျူဟာတွေကရွေလျားနိုင်စွမ်းကိုဗဟိုပြုပြီးတော့ short and scott နီးဖြူဟာကိုအသုံးပြုပြီးပြစ်မှတ်မထားမီလင်းမြန်စွာပြစ်ခတ်ပြီးတော့ရွှေ့ပြောင်းနိုင်အောင်လှုပ်ဆောင်ပါတယ်။ဖြက်စည်းရလွယ်ကူတဲ့ပုံသေးပြစ်လွတ်စခန်းနေပေါ်မှာမိကိုရာထက်သူတို့ကခဲယံမိသွေးကြောက်တွေကိုကြမ်းတမ်းနဲ့မြေပြင်တစ်လျှောက်ဖြန့်ကျက်ထားပြီးတော့သူတို့ရဲ့တူလောင်ထားတဲ့ပြစ်စည်းအလုံးကိုဖြက်စည်းဖို့မဖြစ်နိုင်တဲ့လောက်ဖြစ်နေပါတယ်။ဒီဖြူဟာတွေကဇက်တိုက်တိုက်ခိုက်မှုတွေကြားကနေသူတို့ရဲ့စစ်စင်ရေးတွေကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့အားသာချက်ပေးပါတယ်။ဒီစစ်စင်ရေးကိုညံပြင်းတဲ့ပြည်တွင်းညှိနှိုင်းမှုတွေလေကြောင်းအင်အားကိုအလွန်အမင်းမိခိုမှုနဲ့ မြေပြင်စစ်စင်ရေးတွေဒါမှမဟုတ်ဒေသတွင်းမိဖက်တီနဲ့ပုံမနှဆိုင်တဲ့ပူပေါင်းဆောင်ရွက်မှုတွေကနေတဆင့်အချိန်မြင့်တင်မှုစံတာမရှိမှုတွေကအဟန္တာဖြစ်စေခဲ့ပါတယ်။အစ္စရေးကအီရန်ပေါ်မှာလင်မြန်တဲ့လေကြောင်းတာလွှတ်မှုကိုဘလို့ထူထောင်နိုင်ခဲ့တယ်လဲဆိုတာကိုပုံမအနီးကလေ့လာကြည့်အောင်ဒီစစ်စင်ရေးကိုအစ္စရေးရဲ့အဆင့်မြင့်ဆုံး F-35 မျိုးစုံတုံးလေးယာဉ်တွေကိုချထားပြီးထောက်လန့်ရေးစုဆောင်မှုအတွက်အသုံးပြုခဲ့ပါတယ်။ဒီဂျက်လေယာဉ်တွေကအီရန်ရဲ့လေပိုင်နက်ထဲကိုနက်နက်ရှန်ရှန်ထိုးဖောက်ဝင်ရောက်ခဲ့ပြီးတော့ အရေးကြီးတဲ့ရေဒါစခန်းအနေနဲ့မြေပြင်ဝေဟင်ပစ်ဒုံးကျည်ဘက်ထရီတွေကိုပိတ်မှတ်ထားခဲ့ပါတယ်ဒီကနအူးတိကျတဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကွင်ရက်ကိုအထူးသဖြင့်အီရန်ရဲ့အနောက်ပိုင်းနဲ့တီဟီရန်ပေါ်မှာထိထိရောက်ရောက်မျက်စိကွဲစီပြီးတော့အားနည်းစေခဲ့ပါတယ်ကနအူးကာကွယ်ရေးစနစ်တွေချိန်မုံပြီးတာနဲ့အစ္စရေးက F50 တိုက်ခိုက်ရေးဘုံးကျဲလေယာဉ်တွေနဲ့ F60 တွေကိုအသုံးပြုပြီးတော့ဖိအားကိုဆက်လက်ထိန်းသိမ်းပြီးပျက်စီးမှုကိုတိုးချဲ့ခဲ့ပါတယ် တို့ပြစ်မှတ်တွေကဘယ်လိုရွေးချယ်ခဲ့တဲ့ဆိုတာကိုကြည့်အောင်ပါမဟာဗျူဟာရဲ့အဓိကအချက်ကတော့ပြစ်မှတ်တွေကိုဖော်ထုတ်ရတဲ့ချီယာခန်တဲ့နေရာမှာအဓိကကြားတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့အော်ရိုဝင်ထောက်လန်ရေးလေရင်ပဲဖြစ်ပါတယ်အစင်းမြင့် AI မောင်းနေတဲ့အာယုံခံကိရိယာတွေကိုတက်ဆင်ထားတဲ့အော်ရိုဝင်ဟာအချိန်နဲ့တပြေးညီကျပြန်းတဲ့မြေပြင်ဧရိယာတွေကိုစကန်ဖတ်နိုင်ပြီးတော့ညဘက်ဒါမှမဟုတ်ရာသီဥတုဆိုးွားတဲ့အခြေအနေတွေမှာပါလှုပ်ဆောင်နိုင်ပါတယ်မိုင်းနေရာအကွာအဝေးမှာရှိတဲ့ဘေးကင်းတဲ့အကွာအဝေးကနေလှုပ်ဆောင်နိုင်ပြီးတော့ရန်သူရဲ့ ပြစ်ခတ်မှုအောက်မှာရောက်ရှိနေတဲ့အကွာအဝေးထက်ဝေးတဲ့နေရာမှာရှိတာကြောင့်ရွေလျားနိုင်တဲ့ဒုံးကျည်ပြစ်လက်ဆက်တွေနဲ့တူလောင်စခန်းတွေကိုအလွန်တိကျစွာထောက်လန်းနိုင်ပြီးတော့ခြေရခံနိုင်ပါတယ်။စူးစောင်းထားတဲ့ထောက်လန်းရေးအချက်လက်တွေကိုတိကျထားတာမဟုတ်ဘဲနဲ့ F35 တိုက်ခိုက်ရေးဂျက်တွေနဲ့ကွေကဲရေးစခန်းတွေကိုတိုက်ရိုက်ပေးပို့ခဲ့ပြီးတော့လျင်မြန်ပေါင်းဆက်ထားတဲ့တုံ့ပြန်မှုတွေကိုခွင့်ပြုခဲ့ပါတယ်။အချက်လက်တွေကိုကြုံးမွေစွာပေါင်းစပ်မှုကအစ္စရေးတပ်ဖွဲ့တွေဟာရွေလျားနိုင်တဲ့ပြစ်လက်ဆက်တွေကိုသူတို့မရွှေ့ပြောင်းခင်မှာတိုက်ခိုက်နိုင်ခဲ့ပြီးတော့ စစ်စင်ရေတံရဲ့အောင်မြင်မှုတော့ဟာတိတိတသာတိုးမြင့်ခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်တိုးလောင်မှုတွေကိုရိုးရိုးရှင်းရှင်းချောချဖို့အတွက်အစ္စရေးကပြည်လူစစ်တွေကိုတိုင်ပြစ်မှတ်ထားဖို့ရွေးချယ်ခဲ့ပါတယ်။ဒီတွက်ချက်ထားတဲ့ပြောင်းလဲမှုကအီရန်ရဲ့ပယ်ချင်းဒုံးကျည်စွမ်းရည်မှာအရေးကြီးတဲ့အခက်အခဲကိုဖန်တီးခဲ့ပါတယ်။တိုးလောင်မှုမှာဒုံးကျည်ရာပေါင်းများစွာရှိနေတဲ့အောင်မှပြည်လူစစ်တွေမရှိရင်အသုံးမဝင်ပါဘူး။အစ္စရေးကလှည့်စားမှုကိုအသုံးပြုတဲ့နောက်ထပ်နည်းပြဟာတစ်ခုကိုလည်းအသုံးပြုခဲ့ပါတယ်။သူတို့ကအီရန်လေကြောင်းရာကာကွယ်ရေးစနစ်တွေကနေ တုံ့ပြန်မှုကိုလုံဆောင်ဖို့ဒီဇိုင်းထုတ်ထားတဲ့ drone အတုတွေကိုအသုံးပြုခဲ့ပါတယ်။အီရန်ကဒီဒုံးကြီးအတုတွေကိုဘာဘာဒုံးကြီးတွေနဲ့ပြည့်လွတ်လိုက်တဲ့အခါမှာအော်ယူရန်လေယာဉ်ကအဲ့ဒီထဲကကာကွယ်ရေးစနစ်တည်းရဲ့လုံဆောင်မှုနဲ့လှုံ့ဆော်မှုကိုချက်ချင်းသိနိုင်ပါတယ်။ဒါဟာတိုက်ခိုက်ရေးချက်တွေကတုံ့ပြန်မှုအတွင်းကိုသူတို့ကိုသူတို့ဖော်ထုတ်ပြသတဲ့အခါမှာတကယ်ပြစ်မှတ်ကိုခြေရခံပြီးတော့တိုက်ခိုက်စေနိုင်ပါတယ်။2025ခုနှစ်ဇွန်လ16ရက်နေ့မှာအစ္စရေးရဲ့ဒုံးဒဇင်းဟာတီဟီရန်လေတပ်စခန်းကိုတိကျစွာတိုက်ခိုက်ခဲ့ပြီးတော့အီရန်ရဲ့ F40 တွင်ကတိုက်ခိုက်ရေးဂျက်လေယာဉ်အများအပြားကိုပြန်တက်ဖို့စီစဉ်ထားတဲ့အချိန်လေးမှာဖျက်ဆီးခဲ့ပါတယ်။ဒီဂျိုတင်တိုက်ခိုက်မှုကလေယာဉ်တွေကိုထိထိရောက်ရောက်မြေပြင်မှာချုံနှောင်ထားနိုင်ခဲ့ပြီးတော့သူတို့ရဲ့ခြားထားမှုကိုတားဆီးကာအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်နဲ့အဓိကအစေပိုင်းတစ်ခုကိုဖယ်ရှားခဲ့ပါတယ်။1989ခုနှစ်ဒေါ်လာရေးမတိုင်မီအီရန်ကဝယ်ယူခဲ့တဲ့ဒီ F40 တွေကိုတီဟီရန်ရဲ့လက်နက်တိုက်မှာအဆင်အမြင်ဆုံးတိုက်ခိုက်ရေးဂျက်လေယာဉ်တွေထဲမှာဆက်လက်ရှိနေပါတယ်။နှစ်ရက်အကြာဇွန်လ18ရက်နေ့မှာ ။အစ္စရေးတိုက်ခိုက်ရေးဂျက်လေယာဉ်တွေကအီရန်ရဲ့အနောက်ပိုင်းမှာရှိတဲ့ကာမန်ရှော့လေတက်စခန်းကို ပြစ်မှတ်ထားခဲ့ပြီးတော့ A1 ကော်ပရာတိုက်ခိုက်ရေးရဟတ်ယာဉ်၅စီးကိုဖျက်ချခဲ့ပါတယ်။ဒီစစ်စင်ရေးက F35 တွေနဲ့ F60 တွေကတခြားသောအရေးကြီးလေတက်စခန်းတွေဖြစ်တဲ့မက်ရှက်မှာရှိတဲ့စခန်းအပါအဝင်အစ္စရေးနယ်မြေကနေမိုင်1400ကျော်ကွာဝေးတဲ့နေရာတွေမှာဇက်တိုက်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုတွေကလေယာဉ်တွေကိုပြစ်မှတ်ထားရုံနဲ့မကဘဲနဲ့ အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေဖြစ်တဲ့လေရင်ယုံတွေပြည်လန်းတွေနဲ့ပြုတ်ပြင်ထိန်းသိမ်းရေးဌာနတွေကိုပါပျက်စီးခဲ့ပြီးတော့အီရန်ရဲ့လေကြောင်းစစ်ဆင်ရေးတွေလှုပ်ဆောင်နိုင်စွမ်းဒါမှမဟုတ်အထောက်ပံ့ပေးနိုင်စွမ်းတွေကိုပုံမဆိုးဝါးစေခဲ့ပါတယ်။ဒါဆိုလေကြောင်းတာလွင်မှုကိုရရှိစေခဲ့တဲ့လက်နက်ကိုစစ်ဆေးကြည့်အောင်လေကြောင်းကနေမြေပြင်ပစ်ဒုံးကျည်တွေကအစ်စရီမြောက်ပိုင်းဟိုင်ဖာအနီးရှိရမစ်ဒေးဗစ်လေတဲ့စခန်းမှာရှိပြီးဒုတိယတစ်ခုကတော့နီဂေတစ်တေကန်တရာတောင်ဘက်မှာရှိတဲ့ရမ်မန်လေတက်စခန်းမှာရှိပါတယ်။ 24နာရီပတ်လုံးဘုံကျဲတိုက်ခိုက်ဖို့အတွက်သူတို့ရဲ့တိုက်ခိုက်ရေးဂျက်လီယင်တွေဟာလေထဲမှာအချင်းကြကြနေစီနိုင်တဲ့ KC070 စီးဖြည့်လေယင်တွေကိုအားကိုးကြပါတယ်။ဒါကသူတို့ကိုကောင်းကင်ယံမှာညာရီပေါင်းများစွာပြန်ဝဲနေနိုင်ပြီးတော့ပြစ်မှတ်တွေကိုရှာဖွေပြီးတော့တိုက်ခိုက်စေနိုင်ကအခြေစိုက်စခန်းကိုပြန်သွားစရာမလိုပါဘူး။ G550 Costring AWACL ရှိပြီးတော့လေကြောင်းရံကာကွယ်ရေးပြစ်လွတ်ဆက်တွေလိုခက်ခဲတဲ့ပြစ်မှတ်တွေကိုပြစ်မှတ်ထားဖို့အတွက်ပဲဖြစ်ပါတယ်။ သူတို့ကရော်ဒုံးကြီးစနစ်တွေကိုအသုံးပြုကြပါတယ်သူတို့ကို F50 F60 ဒါမှမဟုတ် F35 လေယာဉ်တွေကနေပြစ်လွတ်နိုင်ပါတယ် ROH က Rafale Advanced Defense System ကတီထွင်ထားတဲ့လေကြောင်းမှမြေပြင်ပြစ်ဒုံးကြီးတမျိုးဖြစ်ပြီးတော့ GPS မရှိတဲ့ပတ်ဝန်းကျင်တွေမှာတောင်ရွေလျားတဲ့ပြစ်မှတ်တွေနဲ့ပုံသေးပြစ်မှတ်တွေကိုပါတိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဂျက်လီယန်တွေကိုအီရန်နေမြေတွေကိုနက်နက်ရှမ်းရှမ်းသွားစီရမလို့ပဲနဲ့ဒုံးကြီးတွေကိုရန်သူနေရာတွေနဲ့နီးနီးကပ်ကပ်ချထားနိုင်ပါတယ်ဒါက Golden Horizon ဖြစ်ပြီး Israel Blues Barrel ဒုံးကြီးစနေရဲ့ကုတ်နံပါတ်လို့သိရပါတယ်။အထူးသဖြင့်လေမပြည့်လွတ်တဲ့ပယ်ရင်ဒုံးကြီးအဖြစ်အသုံးပြုတဲ့အခါမှာပဲဖြစ်ပါတယ်။ဒါကမိုင်1240ကီလိုမီတာ2000ခန့်အကွာအဝေးကိုရောက်နိုင်တယ်လို့ယူဆရပါတယ်။အီရန်ရဲ့နေရာတိုင်းကိုလည်းရောက်နိုင်တဲ့အရေးကြီးတဲ့မဟာဗျူဟာမြောက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Israel လေတပ်ကအီရန်ရဲ့ပြင်းထန်တေစီကိုမီတာ1000အထိဘလို့ပြန်တန်းခဲ့လဲဆိုတာကိုဒါကပြသထားပါတယ်။ဒီလမ်းကြောင်းတွေကရိုးရှင်းတယ်လို့ထင်ရပေမဲ့လေရင်ထဲမှာစီဖြည့်မှုတွက်ချက်မှုတွေနဲ့ ဂျော်ဒန်စီးရီးယားနဲ့အီရတ်ကိုဖျက်ပြီးတော့တိုက်ခိုက်ရေးလေရင်ညှိနှိုင်းမှုတွေအပါအဝင်ရှုပ်ထွေးတဲ့စီမံကိန်းတွေပါဝင်ပါတယ်။သူတို့ကစီးရီးယားနဲ့အီရတ်မှာရှိတဲ့ဖြစ်နိုင်ခြေရှိတဲ့လေကြောင်းရံကာကွယ်ရေးချင်းချောက်မှုတွေကိုလည်းခြေမုံးခဲ့ပြီးတော့သူတို့ကိုပြစ်မှတ်ထားခံရရင်တောင်ဘေကင်းစွာပြန်လာနိုင်ဖို့ကတေချာစေခဲ့ပါတယ်။အစ္စရေးရဲ့မဟာဗျူဟာကအီရန်ကိုလိုင်း၃လိုင်းနဲ့တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ပထမလိုင်းကမြေပြင်မှဝေဟင်ပစ်စခန်းတွေရေဒါစခန်းတွေနဲ့တီဟီရန်အီလန်နဲ့ကွစ်စတန်မှာရှိတဲ့ အီရန်ရဲ့လေကြောင်းရံကာကွယ်ရေးဌာနချုပ်တွေကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒုတိယလိုင်းကပယ်ရင်ဒုံးကြီးတွေကိုဖျက်ဆီးဖို့အာရုံစိုက်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့တတိယလိုင်းကတော့စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုလုပ်ငန်းတွေကိုပြစ်မှတ်ထားခဲ့ပါတယ်။အစ္စရေးကလေကြောင်းတာလွင်နေပေမဲ့အီရန်ကအစ္စရေးကိုဒုံးကြီးတွေဆက်လက်ပစ်ခတ်နေပါတယ်။ဒီခဏနေရှိမှုကအီရန်ရဲ့အရှိအလေပိုင်းမှာအင်အားအကြီးဆုံးစီးရေးအင်အားစုတွေကတခုအဖြစ်ရပ်တည်နေခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။နေ့တည်တလျှောက်မှာအီရန်ကပြည်နှံမှုနဲ့ရှင်းတန်နိုင်စွမ်းကိုဗဟိုပြုတဲ့ ဒုံးကြီးဝါရကိုတီတွင်ခဲ့ပါတယ်။၎င်းရဲ့ပြည်လက်ဆက်တွေကမကြာခဏရွေလျားနိုင်ပြီးတော့ဖုံးကွယ်ထားနိုင်ပါတယ်။ဒါမှမဟုတ်ခိုင်ခန့်တဲ့အဆောက်အုံတွေထဲမှာထားရှိပြီးတော့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကပြည်လွတ်နိုင်စွာအားလုံးကိုလင်းမြန်စွာချိန်မုံဖို့အလွန်ခက်ခဲစေပါတယ်။ဒီလိုအရန်တိမ့်ထားတဲ့စနစ်ဟာပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတောင်ဒုံးကြီးစနစ်တချို့ကဆက်လက်လှုပ်ဆောင်နိုင်စွာရှိစေဖြစ်ကြောင်းသိကြစေပါတယ်။နောက်ဆုံးပြည်ပခမတိုင်မီမှာအီရန်ဟာဒေသတွင်းမှာအကြီးဆုံးပေဒင်းဒုံးကြီးလက်နက်တိုက်တွေက တခုကိုပိုင်ဆိုင်ထားတယ်လို့ယူဆရပြီးတော့အစ္စရေးနယ်မြေတွေကိုရောက်နိုင်တဲ့ဒုံးကျည်ပေါင်း၂000ကနေ3000ကျော်အထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒုံးကျည်ရာပေါင်းများစွာပြည့်လွတ်ပြီးတော့၎င်းရဲ့အစ္စရေးအခြေခံအဆောက်အုံတွေကိုတည်တည်တသာပျက်စီးစေခဲ့ပြီးရဲ့နောက်မှာတောင်းအီရန်ကတည်တည်တသာများပြားတဲ့လက်နက်တူလောင်မှုတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီးတော့အလေအလက်အကွာဝေးပယ်ရင်ဒုံးကျည်300ကနေ1300ကျားမှရှိနိုင်ပြီးတော့အစ္စရေးရဲ့လုံခြုံရေးကိုဆက်လက်ချင်းချောက်နေပါတယ် ပယ်ရင်တုံးကြီးရဲ့ကောင်းဖြတ်တုံးကြီးတလုံးကမြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်စွမ်းရှိပြီးတော့တဲအဝစ်ကိုရခင်ကတိုက်ခိုက်ခဲ့တာဒီမှာတွေ့မြင်ခဲ့တယ်ဆိုတာကိုတင်ပြရင်းနဲ့ဒီကနေ့ရဲ့တင်ဆက်မှုကိုဒီမှာပဲရန်နာပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်